ရေးသေး channel ကိုအားပေးနှာစင်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါကျွန်တော်တို့တင်ဆက်မယ့်အစီအစဉ်လေးကတော့ပျောက်သောသူရှာရင်တွေ့ဆိုတဲ့အစီအစဉ်ရဲ့အပိုင်း2ဖြစ်ပါတယ်ဒီအစီအစဉ်ကိုတင်ဆက်တဲ့အခါမှာအပိုင်း1နဲ့အပိုင်း2ကြားမှာအချိန်ကာလအနည်းငယ်ကြာမြင့်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့မာရှလ20ရှင်းနေမှာဖြစ်ပွားသွားခဲ့တဲ့စကိုင်းကလင်ကြောင့်ပေါ့နော်တည်ကြည်ပျက်စီးဒီကိုင်းမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီအခြေအနေကြောင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်တွေကိုမမသအနေနဲ့ဆောင်ရွက်နေရတဲ့အတွက် ကျွန်တော်တို့ဒီပျောက်သောသူရှာရင်တွေ့အဆိုရဲ့စီစဉ်လေးကအချင်းကြာမြင့်ပြီးမှအပိုင်းနှစ်ကိုတင်ဆက်နိုင်ခြင်းဖြစ်ပါတယ်ဒီစီစဉ်ကိုကျွန်တော်နဲ့အတူတူတင်ဆက်နိုင်မှုအတွက်မမသားရဲ့လောဘဆောင်ဘက်တူဖြစ်တဲ့မတ်သွန်းသူဒီမိုးကိုလည်းဖိတ်ခေါ်ထားပါတယ်သွန်းသူဒီမိုးရေမင်္ဂလာပါဟုတ်ကဲ့ဆရာမင်္ဂလာပါဒီနေ့အကူတို့ပျောက်သောသူရှာရင်တွေ့ဆိုတဲ့စီစဉ်အပိုင်းနှစ်မှာပါဗောနော် ဘလိုမျိုးပုံစံနဲ့တင်ဆက်ဖို့အတွက်စီစဉ်ထားလဲဆိုတာလေးလည်းပြောပြပေးပါဦး။ဟုတ်ကဲ့ပါ။မမသားရဲ့ social media တွေဖြစ်တဲ့ Viber Group နဲ့ Telegram Channel မှာတော့သတင်းထုတ်ပြန်ချက်၃ချိန်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ဒီစီစဉ်မှာတော့ဒုတိယအကြိမ်နဲ့တတိယအကြိမ်မှာထုတ်ပြန်ထားခဲ့တဲ့ဆက်သွယ်လို့မရသေးတဲ့လူတွေရဲ့အမည်စင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါတုံးရင်ဒီအမည်စင်းတွေကိုမဖော်ပြပေးခင်မှာဒီအတော့ထဲမှာအတင်းနဲ့ပြန်ပြီးဆက်သွယ်ရတဲ့သူတွေရှိရင်လည်းပြောပြပေးပါဦးနော်။ ောက်ဆရာမမတာအတင်နဲ့ပြန်ဆက်သွယ်ရတာကတော့73ရောက်ရှိတယ်။အဲ့လူရဲ့မိစင်းကိုအခုပြပြပေးသွားမယ်ဆရာ။နံပါတ်1ဒေါ်မာကိုင်းနံပါတ်2ဦးလိုင်းဟုံအိမ်နံပါတ်3ဦးအေးကိုကိုဆန်းနံပါတ်4ဦးလာဆန်းနံပါတ်5ဦးချစ်ကောင်းနံပါတ်6ဦးဝင်းကိုနံပါတ်9ဒေါ်ရင်ရင်ထီနံပါတ်10ဦးသိန်းထိုက်အောင် နံပါတ်9ဦးချဝဲနံပါတ်10ဦးဆိုင်နံပါတ်17ဦးဆိုးရဲနံပါတ်12စောလေဝါနံပါတ်73ဒေါ်ဝေဝေဆိုးအခုပြပြပြီးသွားတဲ့လူ73ယောက်ကတော့အတင်းနဲ့ပြန်ဆက်သွယ်ရတဲ့လူတွေရဲ့အမည်စင်းရင်ပေါ့နော်အဲစိတ်မကောင်းစွာနဲ့ပဲဦးသိန်းထိုင်အောင်နဲ့ဦးချဝဲတို့ကတော့တည်ဆုံးသွားပြီလို့ကြားသိရတယ်ဆရာ အခုလိုမျိုးအဆက်အသွယ်ပြင်ရအောင်ကူညီပေးကြတဲ့တဦးချင်းတော်လည်းကောင်းအဖွဲ့အစည်းတွေကိုတော်လည်းကောင်းအထူးပင်ကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်။ဟုတ်ပါတယ်။အတင်းနဲ့အပြန်လည်ဆက်သွယ်ရရှိဖို့အတွက်မိမိတို့ရဲ့အခြေအနေကိုရင်းပြီးတော့ကူညီဆက်သွယ်ပေးခဲ့ကြတဲ့သူတယောက်စီတိုင်းကိုကျေးဇူးတင်ကြောင်းထပ်မံဖော်ပြလိုပါတယ်။ဒါဆိုရင်တော့အတင်းနဲ့အပြန်ဆက်သွယ်ရခဲ့တဲ့သူတွေရဲ့အမည်စင်းတွေကိုလည်းပြောပြပေးပြီးသွားပြီဆိုတော့ထပ်မံထုတ်ပြန်ထားတဲ့အတင်းနဲ့အဆက်သွယ်မရသေးတဲ့သူတွေရဲ့အမည်စင်းထုတ်ပြန်တဲ့အစီအစဉ်ကိုတွားလိုက်ရအောင်နော်။ ဟုတ်ကဲ့ပါအခုပြပြပေးသွားမယ့်သူတွေကတော့အတင်းသားအမှတ်စဉ်နဲ့နာမည်ပဲရှိပြီးတော့အခြားပါအချက်လက်မှတ်မရှိတဲ့သူတွေပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဆက်သက်လို့မရသေးတဲ့လူတွေရဲ့အမည်စင်ကိုပြပြပေးသွားပါမယ်။နံပါတ်1ဦးဟန်ပါ။နံပါတ်2ဦးဒေးဗစ်လျံမုံ။နံပါတ်3ဒေါ်ကိုင်နန်။နံပါတ်4ဒေါ်လှကြည်။နံပါတ်5ဒေါ်မြကေခိုင်ဝင်း။ နံပါတ်6နန့်စန်းဖောင်နံပါတ်9ဒေါ်နီယာဝါနံပါတ်10ဒေါ်မရူလူနံနံပါတ်9ဦးလှဝင်းထွန်းနံပါတ်10ဦးကျော်စိုးနံပါတ်17ဦးစိန်ဝင်းနံပါတ်7ဦးထွန်းထွန်းဦးနံပါတ်73ဦးမြင့်စိုးနံပါတ်74ဦးစောရာနံပါတ်75ဦးသိန်းစော် နံပါတ်16ဒေါ်ချောဝနာနံပါတ်19ဦးထန်ဆန်းလျံနံပါတ်18ဦးကျော်လွင်ဦးနံပါတ်19ဦးရဲဝင်းဦးနံပါတ်20ရှေးရနုနံပါတ်21ဦးမြင့်စောနံပါတ်22ဒေါ်ဘရနီကေနံပါတ်23ဦးဝင်းနံပါတ်24စောစေးလေမူ နံပါတ်25ဒေါ်အေးမြတန်တာနံပါတ်26ဒေါ်မြဆန်ဆန်ထူထူနံပါတ်29ဒေါ်မာရီနံပါတ်28ဒေါ်နန်းဝိုင်းစာရာနံပါတ်29စောဝော်တာနံပါတ်30ဥထုကိုကိုနံပါတ်31ဥမင်းမင်းဦးနံပါတ်32ဥမျိုးမင်းဦးနံပါတ်33စိုင်းတာဆန်း နံပါတ်34ဦးကျော်ဝင်းအခုပြပြပြီးသွားတာကတော့ဒုတိယအကြိမ်နဲ့တတိယအကြိမ်မှာထုတ်ပြန်ထားခဲ့တဲ့ဆက်သွယ်လို့မရသေးတဲ့လူတွေရဲ့အမြင်စင်းတွေပဲဖြစ်ပါတယ်။အော်ဟုတ်ကဲ့ပါအခုလိုအတင်းနဲ့ဆက်သွယ်မရသေးတဲ့သူတွေရဲ့အမြင်စင်းကိုပြောပြပေးတာအတွက်ကျေးဇူးပဲနော်တော့ကျွန်တော်ဒီစီဇန်ကိုနားဆင်နေကြတဲ့သူတွေအနေနဲ့လည်းယခုဖော်ပြခဲ့တဲ့အမြင်စင်းတွေထဲမှာ ိမိကိုယ်တိုင်တော်လည်းကောင်းမိမိရဲ့တကယ်ချင်းမိတ်ဆွေတွေတော်လည်းကောင်းပါဝင်နေခဲ့တယ်ဆိုရင်အသေးနဲ့ချိတ်ဆက်ဆောင်ရွက်ပြီးတော့မှအဆက်အသွယ်ရရှိအောင်ကူညီပေးဖို့အတွက်ဒီကနေပြီးတော့မြေတားရခံလိုပါတယ်ကျွန်တော်တို့ရဲ့အပြောက်တော်သူရှာရင် တွေ့ဆိုတဲ့အစီအစဉ်ကိုတော့ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါမယ်။နားဆင်သူပြည်သက်များအားလုံးဘေးအမျိုးမျိုးမှကင်းဝေးနိုင်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်အစီအစဉ်မှာပြန်တွေ့ပါမယ်။